Mm-hmm. တင်းသမီးဆိုတဲ့အစီအစဉ်ကနေပြီးတော့တနိုင်ငံလုံးအတိုင်းအတာထိမမို့အားလုံးကချစ်ခဲ့ကြတာပဲဖြစ်ပါလေ။အဲ့တော့ကျွန်တော်အားလုံးချစ်ရတဲ့မမို့အခုဆိုလို့ရှိရင်အသက်82နှစ်ပြည့်ပါပြီခင်ဗျာ။အဲ့တော့အားလုံးလည်းမမို့ရဲ့မွေးနေ့ရဲ့အစီအစဉ်လေးတွေကိုအတူတူအဲ့တော့ဒီနေ့ကျွန်တော်ကျင်းပပြုလုပ်တဲ့ Happy Birthday မမို့ဆိုတဲ့ပွဲလေးရဲ့ဒါဒုတိယမြောက်လေးရဲ့နေ့လည်းပိုင်းပျော်ပြင်းရေးအစီအစဉ်များပြန်လည်ပြီးတော့စတင်ပြီးပဲဖြစ်ပါတယ်ခင်ဗျာ။ Yeah. ဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်တို့အခုလိုမျိုးပွဲကြီးကိုဒါပြင်ပြအောင်လို့ကုညီပတ်ဖို့ပြင်းနေကျွန်တော်တို့ရန်ကုန်ဇူမတာဝန်ရှိသူလူချင်းမင်းဒုတိယချစ်စီတဲ့အောင်လေးအထူးပဲကျေးဇူးတင်ရှိပါတယ်ကျွန်တော်တို့ရဲ့ပွဲကြီးကိုအဓိက main sponsor တင်တဲ့ကုညီပတ်ဖို့ပြင်းနေအားလုံးချစ်ရတဲ့နွန်းနွန်းခေါဆွဲကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာအားဖြင့်ကျွန်တော်ကိုတမ်မနီကိုဖိတ်ခေါ်ပါတယ်ခင်ဗျာ ူမြင့်တက်တဲ့ပုံစံကိုပေါ်လာနေဖြစ်ပါလေ။အခုကလေးဒီမှာပေါ်လာနေနေရှိတယ်။တခြားကြည့်ပါပေါ်လာနေမှာဘာတွေပါလဲ။ပေါ်လာနေတယ်ပါလေဘာမှမရှိဘူး။အင်္ဂလိပ်နဲ့ပါလေဘာမှမရှိဘူးတို့ရောပေါ့ဟုတ်လားနော်ဟုတ်လားအားလုံးသူတောင်းတာတော့အပြင်းလိုလည်းမသိဘူးနဲ့ဆွေးနွေးလည်းမသိဘူး 好，第一个项目，大力度，就是一好，到位了。 ဆက်ကိုစားရရမယ်ပြီးတော့စိုက်စီကြားလာကိုချိန်ခဲ့တဲ့မျိုးတွေဖြစ်ရမှာပေါ့နော်အဲ့တော့အဲ့လိုမျိုးဒါခေါင်းဆဲဆက်တွေကိုစားနေတဲ့သူတွေကဒီကနေ့မှအနိုင်ရရှိပါဖို့ဖြစ်ပါတယ်ကျွန်တော်ဒီမှာစိုက်စီခေါင်းဆဲလေးကိုချိန်ထားပါတယ်ဒါကတော့နွန်နွန်ကနေပြီးတော့ဆက်လက်ပေးထားတဲ့နွန်နွန်ရဲ့ spicy ခေါင်းဆဲဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဒီဘူးမှာရှိတဲ့ခေါင်းဆဲကိုအမြန်ဆုံးနဲ့ကိုယ်အောင်စားရပါပါစားတဲ့ခါမှာတူနေပဲစားရပါမယ်လူကြီးရဲ့ဖြစ်တော်ရဲ့ဖြစ်တဲ့အတွက် ပါရင်လည်းစားလို့မရတော့ပါဘူးအဲ့တော့ဒါလူစည်းပွဲဖြစ်တဲ့အတွက်ကျွန်တော်တို့တူတယ်ပဲစားရပါမယ်လက်နဲ့နှိုက်စားတာတို့ဘာလို့လုံးလို့မရပါဘူးအောက်ကိုမှောက်ကြတာတို့ဖိတ်သွားတာတို့ဒါမျိုးတွေလုံးဝလုံးလို့မရပါဘူးစားတဲ့အခါမှာအမြဲဆုံးကုန်စားရပါမယ်ပါမယ် ready 3 2 1စားလို့ရပြီဆိုတဲ့အချိန်ကျမှတူပေါက်ပြီးတော့အားလုံးတစ်ပိုင်းနဲ့စားရပါမယ်စားတဲ့အခါမှာတူနဲ့ပဲစားပါလက်ဒီပိုင်းနဲ့နှိုက်ပြီးစားလို့မရဘူးအောက်ကိုပြုတ်ကြရပါလို့ဝဲစားလို့ရပါပြီ ေဟုတ်ပြီဗျာအာဟိုမှာလက်တွေတော့တယ်ဒီမှာလေးတော့ကောင်းပါပါပြီဟိုးရဲတော်ပါလေတကယ်တော့တူကဲလာပါဦးခုလာတော့ဒူရီတော့ဒီကဲလာပြီးတယ်ပြီးတော့သူပဲအရင်ဆုံးကောင်းသွားဘယ်လိုလဲစားတော့ကောင်းလားစားတော့ကောင်းတယ်ဆက်ရတယ်နေရာနည်းနည်းတည်းအဲ့တော့နိုင်ဝါတော့ feeling လေးပြောပြပါဦးရမ်းကြော်တာပါ